ဒါရိုက်တာညိုမင်းလင်ဆိုတာခင်ဗျာညလူတွေပါလိုက်လို့လားဟိုးဟိုင်းပြန်ပြီရီဟိုင်းပြန်ပြီလူတွေကစောက်ယူးတွေမှတ်လို့အဲ့လိုခိုင်းနေတာသူရဲ့စိတ်သဘောထားကြီးမှုပေါ့နော်ဟိုဒါကဟိုကျွန်တော်ဝန်ထမ်းလေးသူ့ကိုတောင်းပန်လိုက်တယ်ဆိုပေမဲ့တောင်းပန်နေဆိုတဲ့ကသူ့စိတ်ထဲမှာအာနာစိတ်ဖြစ်လို့ပေါ့နော်ဒါပေမဲ့သူအဲ့ဒီအာနာစိတ်ကိုသူကမထားပါနဲ့ မထားနဲ့မင်းသေးဥဆောင်လို့ချိန်မှာမထားနဲ့တဲ့တကယ် professional ပြီးသားလွန်ပါတယ်ကိုညုံမင်းလည်းရတော့လေနော်ခုနပြောဆိုမိတာရေဟာရတယ်ဒါမှမဟုတ်ဘူးသူကနောက်တာမှတော့ဥဆောင်လေဥဆောင်လေအချိန်ကဒါပြောပြမနော်ဥဆောင်လေအချိန်ကအဲ့ဒါကြီးမသိမ်းတာနဲ့ကြိုက်တာလို့လေဟိရောက်လေမင်းသေးဥဆောင်လေအချိန်မှာတဲ့မင်းလက်ချက်လည်းထောင်ပြရတာဆင်းမဆိုးဘူးတဲ့အမှန်တိုင်းသာပြောရင်ကိုညူကကျွန်တော်ကိုလေမင်းလက်ချက်လေးထောင်လိုက်ရင်တော့ပုံကောင်းသေးတယ်လို့ကြီးကျွန်တော်အကြံပေးသွားတာသူကကျွန်တော်အဲ့လိုခံစားလိုက်ရတာသူကကျွန်တော်အဲ့လိုပြောရချိန်မှာလေအော်သူကကျွန်တော်စိတ်နာရှိတာပဲပေါ့နော် မင်းဒီတော့ပဲတော့ကွာမင်းဒီထက်ပိုပြီးလောက်ရမှာအဲ့ဒါမှမင်းပိုပြီးပြန်มาဟိအောင်ပါဆိုပြီးသူကကျွန်တော်ချုံမလိုက်တာဟုတ်ကဲ့ဥဒေါ်နေချင်းကမင်းလက်ကလေးပဲထောင်ပြပြဘာကြောင့်ပါပဲလှုပ်ပြပြပြဿနာမရှိဟုတ်ကဲ့ဒါအဲ့ဒါနဲ့ပတ်သက်လို့အာသူ့ကိုလေးလေးစားတယ်အခုလိုမျိုးနားလဲပြီးတဲ့အတွက်ညံကျေးဇူးတင်တယ်ရွေးချယ်ပြီးတဲ့အတွက်လည်းဟိုဒီထက်ပိုပြီးစူးစမ်းပြီးတော့ကောင်းမွန်တဲ့ဒီဥဆောင်တယောက်ဖြစ်တယ်ဆိုတော့တက်တည်ပြအောင်ပါပြောတယ်မှာဘာလို့ဆိုတော့ तू ကအရေးဆုံးကြီးစူးစမ်းထားတဲ့ action လေးကိုပေါ့နော်အတိမတ်ပြုတ်ဝေပြီးတော့ ဒီအယောက်20တဲကိုထည့်ပြီးပြီးတော့ပြိုင်ပွဲဝင်ဝင်ပေးတဲ့အတွက်တော်တော်ကျင်းရတယ်ပဲပြောတယ်ဟိုစိုးရင်စေးဖြစ်တယ်နှစ်ဖူးပေါ့နော်ပါလို့ရှိရင်တော့တေးကြတယ်ငါ့ကိုရွေးရဆိုတော့ဒီစီစဉ်ကဟိုတကယ်ကိုပဲဟိုအရေးချင်းကိုပဲကြည့်ပြီးတော့ပေါ့နော်ဒီဟိုဝါသနာပါပြီးတော့ဖြစ်နိုင်တဲ့လူတွေအရေးချင်းရှိတဲ့လူတွေကိုလုပ်ပေးတဲ့စီစဉ်တစ်ခုပဲဆိုတာတေးကြတယ်မပါဘူးဆိုလို့ရှိရင်လည်းဟိုပါပေါ့ပုတ်သေးဆောင်လိုရချက်ရှိလို့ဒါမှမဟုတ်လို့ရှိရင်လည်း ဆင်မပြေလို့ပဲတို့ action ရပါတော့အဲ့လိုပဲတတ်မှတ်မှာပေါ့မိုင်းအခုကရွေးချယ်လိုက်တယ်ဆိုတော့ဘာလဲဆိုတော့ဒီဒီ application ကနေတွေ့မဲ့ဒီ show ကြီးကတကယ်ကိုအရင်ချင်းရှိတဲ့လူတွေကိုဟိုပြောပြမယ်ဗတ်မလိုက်ပဲနဲ့တိလာငါနဲ့တိတဲ့လူမှငါဘောကောင်းတဲ့လူမှအဲ့လိုဗတ်လိုက်တဲ့အစီအစဉ်မဟုတ်ပဲနဲ့တကယ်အရင်ချင်းရှိလို့ကတော့ဒိုင်ဟန်စာဘိုင်ဝမ်းလာပြောလဲဟိုသူတေးဥဆောင်ကောင်းလို့ဆိုသူကတင်ပေးပါမယ်သူ့ရဲ့စိတ်သဘောထားကြီးမှုပေါ့နော်ဟိုဒါကဟိုကျွန်တော်ဝင်လဲသူ့ကိုတောင်းပန်လိုက်တယ်ဆိုပေမဲ့တောင်းပန်တယ်ဆိုတဲ့ကသူ့စိတ်ထဲမှာအာနာစိတ်ဖြစ်လို့ပေါ့နော်ဒါပေမဲ့သူကအဲ့ဒီအာနာစိတ်ကိုသူကမထားပါနဲ့ ထားနေမင်းတရုတ်ဆောင်တဲ့ချိန်မှာမထားနေတဲ့တကယ်ကို professional ပြီးသားလွန်ပါတယ်ကိုညုံမင်းလည်းရတော့လေနော်အာသူ့ကိုလေးလေးလေးစားတယ်အခုလိုမျိုးနားလည်ပြီးတဲ့အတွက်ညံကျေးဇူးတင်တယ်ရွေးချယ်ပြီးတဲ့အတွက်လည်းဟိုဒီထက်ပိုပြီးစ조사ပြီးတော့ကောင်းမွန်တဲ့တရုတ်ဆောင်တယောက်ဖြစ်တယ်ဆိုတော့တက်တူပြသွားမယ်ပြတ်သားတဲ့လူဆိုတော့လေ तू ကလည်းပြတ်သားတဲ့လူဆိုတော့ကိုကလည်းပြတ်သားတဲ့လူပဲသူနဲ့ဘုံနဲ့အဲ့မှာစားတွေ့တာပဲနှစ်ယောက်ကလည်း तू ကလည်း तू လုံးဆိုင်ရှင်ပြတ်သားရှိရဲ့လုံးတဲ့လူကိုရီကလည်းကိုလေးစားရတဲ့လူပဲကိုညုံမင်းတင်တယ်ပါတော့နည်းနည်းတော့တယ် ဘယ်လိုပြောလဲသူကလည်းအဲ့လိုမျိုးပြပြသားသားလည်းပြီးတော့နေတတ်တဲ့လူမျိုးဆိုတော့လုံးစားရှိတာအကောင်းဆုံးလှုပ်ချတာပဲကိုယ်တွေလည်းအဲ့နေရာမှာထိုင်နေတယ်ကိုယ်တွေလည်းနားလည်ပေးမှာပဲဒါကြတော့ဥပညာလုံးနေတဲ့လူချင်းချင်းကြတော့လေပေါ့နော်ဒါကတိတာပေါ့ဘာလို့ဆိုတော့ဒီဥစ္စာကဝါတပါကြီးမားတဲ့ဒါရီဒါတရုတ်ဆောင်တွေလေကျွန်တော်တို့ဥပညာရှင်တွေဆိုတာကလေတရုတ်ဆောင်လုပ်တဲ့အချိန်မှာဝါတွေတပါတွေကိုကျွန်တော်တို့ကဘေးဖယ်ထားပြီးတော့ကာရီဒါစိတ်နဲ့ဝင်အောင်ကြည့်နိုင်မှသာလေပြင်ပြင်းတဲ့တရုတ်ဆောင်မှုဆိုတာဖြစ်ပေါ်တာဗျအဲ့တော့ကျွန်တော်ကဒီဝါတပါတွေကိုတွားကြောက်ပြီးတော့ ဟိုမလို့ရဲမကြင်ရဲနဲ့မပြီးမပြင်းဖြစ်လို့ရှိရင်ကျွန်တော်ပူပြီးအချက်ရားနေမယ်အဲ့တော့ကျွန်တော်အဲ့လိုတော့မဖြစ်ချင်ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဘာသာဘာတွေဘေးဖယ်ထားတယ်ဒါရိုက်တာညိုမင်းလင်ရဲ့အဲ့ဒါရိုက်တာညိုမင်းလင်ချိန်မှာကျဆင်းလာဝင်တဲ့ကောင်လေးတယောက်ဆိုလေဒါရိုက်တာလေးတစ်ခုနဲ့ပရိသတ်တွေကိုဖျော်ဖြေမှုကြီးပေးလိုက်တယ်ငွေညိုရဲ့ကြိုက်တဲ့ချက်ကဒီတာ तू တွန်းညိုဆိုရင်အများကြီးပဲ तू စကားပြောတဲ့စတိုင်တွေဆိုရမ်းကြိုက်တယ် तू ကိုမမဟုတ်တို့နာပတ်ဝန်းကျင်ရမိကလေးရတယ်ညိုမင်းလင်ဆိုစကားပြောတဲ့စတိုင်ကိုကြိုက်ကြတယ် အဲ့လိုပဲစောကြည့်ပဲကြီးဆိုတာလေသိလားနော်အဲ့လိုမျိုးလေးတော့ပြင်နေရတယ်ပြီးတော့နောက်တစ်ခုကကျတော့အဲ့လိုမျိုးအလုံးလုံးတဲ့အချိန်မှာလုံးဝဒီမလုံးရင်မလုံးဘူးလုံးရင်လည်းအပေါက်နဲ့ကြီးကြီးမားမားပဲလုပ်တယ်သူ့တောင်းမနေတယ်လေမင်းကြိုက်တာလို့လေရောက်တယ်မသိဘူးဆောင်တဲ့အချိန်မှာတဲ့မင်းလက်ချက်လည်းပဲထောင်ပြရတာဆင်းမဆိုးဘူးလေအမှန်တိုင်းသာပြောရင်ကိုညူကကျွန်တော်ကိုလေမင်းလက်ချက်လေးထောင်လိုက်ရင်တော့ပူကောင်းသေးတယ်လို့ကြီးကျွန်တော်အကြံပေးသွားတာသူကမင်းဒီထပ်ပို့ပြီးလုံးတင်တယ်ကျွန်တော်အဲ့လိုခံစားလိုက်ရတာ ကျွန်တော်ကျွန်တော်အဲ့လိုပြောရရှိပါလေ။အော် तू ဟောကျွန်တော်စိတ်ကချိတာပဲပေါ့နော်။မင်းဒီတော့ပဲတော့ကွာမင်းဒီထပ်ပို့ပြီးလောက်ရမှာအဲ့ဒါမှမင်းပို့ပြီးပြန်မှာဟဲ့အောင်ပါဆိုပြီး तू ကကျွန်တော်ဆုံးမလိုက်တာ။ဟိုတောင်းမှလည်းပြီဆိုရယ်တည့်မလားဟိုစိတ်ထဲမထားနဲ့မင်းစိတ်ထဲမထားနဲ့ဆိုတာ तू တန်တန်ပြောတယ်ကျွန်တော်လေ။ဟိုကျွန်တော်တို့ကလည်းငယ်တဲ့ခါကျတော့နည်းနည်းကြောက်ပြီးစိုးရိမ်တာပေါ့အမရဲ့ပြည်မလားကိုစီနေရာတွေဆိုတော့လေမဟုတ်ဆိုတော့နောက်လေဒီဒီလောကထဲမှာတွေ့နေကြရမယ်ဟိုစီနေရာတွေပြီးလို့ရှိရင်ကိုယ့်ရဲ့ဆရာတွေဆိုတော့လေတည့်ရမလားဟိုကို့အပေါ်မှာနည်းနည်းလေးအဲ့လိုမျိုးဟို စိတ်အဆင်မပြေမှာတော့ကြောက်တယ်ဗျာတင်မလားကြောက်လဲကြောက်တယ်ကိုအားပေးရလို့သူနဲ့လှုပ်တွဲလှုပ်ရှင်တာဆိုတော့လေအဲ့တော့ကြောက်ကြောက်နဲ့ပဲလှုပ်လိုက်တယ်ဒါသူကတော့အပြေဝနားလေပေးတဲ့အတွက်ကိုညို့ကအရန်အရန်အရန်ကျေးဇူးတင်ပါတယ်ခင်ဗျာခံစားရရှိတယ်အဲ့ကိုအဲ့ဒီ share ကျွန်တော် live ဖတ် live ဖတ်နေကျွန်တော်တွေးမိတာငါပြောချင်တာနည်းနည်းမင်းတို့ပြောချင်တာများများဖြစ်နေပြီလို့တင်လိုက်ငါကောင်နေရတော့လေအကောင်ကြီးကဘုံညိုမင်းလေးကိုစော်ချင်နေကြတာမသိဘူးတင်လိုက်တာတော့နော်ဘာလို့အဲ့တော့ဒီအမေရရလဲမသိဘူးပါနော်အဲကျွန်တော်တွေးမိတာကကျွန်တော်ပေါ်ဖော်မန့်လေးပဲလုပ်တာဒီတော့တန်ကြီးလည်းပါပြီးတော့ဟို ဟိုသူသူစိတ်ဝင်စားမှုရရရင်တင်းနေပြီသူတို့ကအဲ့ဒါကိုသူတို့ကသူတို့ကဒီထက်ပိုပြီးပြောမှုကိုမြောက်ပေးနေကြတယ်ကျွန်တော်တို့လုံးဝအကျိစားတယ်ကျွန်တော်မဟုတ်ဘူးတော့အဲ့ဒါအပြိသက်တွေဝိုင်းမြောက်ပေးနေတာကိုညိုးကိုလည်းပြောရမှာအဲ့ဒါသိလားကျွန်တော်ပြောချင်တာကကိုညိုးကအပြိသက်တွေကဝိုင်းပြီးတော့ဒီကျွန်တော်ဘယ်လိုပြောဝိုင်းမြောက်ပေးကြတာသိလားဟိုဘာဖြစ်လို့လဲဆိုတော့ဟိုပါပေါ့ကျွန်တော်ကအပြင်မှာထွက်ပြောတဲ့ခါကျတော့အမရယ်သိရမှာလားကြည်ရသလိုကွဲဖြစ်လို့လည်းဒီပါပေါ့သိရမှာလားကွဲချာပြောမှာဘယ်လိုမျိုးလဲဟိုဒီကိုညိုးကလည်းစိတ်ဝင်စားမှုကောင်းတဲ့လူလေသူရဲ့သူကစကားသူ့နှုတ်ထွက်စကားက ဟို viewer နံပါတ်တွေပဲဟာကြီးကိုဒါနော်ဒါမီဒီယာတွေဆိုတဲ့ကျွန်တော်ပူတိမှာပေါ့မှာနော်သူရဲ့နှုတ်ထွက်စကားဟာဒါတမိုင်းကြံတဲ့စကားတွေဖြစ်တယ်သူရဲ့နှုတ်ထွက်စကားအဲ့ဒီတော့သူရှိရာပြောမဲ့စကားကိုလိုချင်လို့ထင်နေကြည်ရကျွန်တော်ဝိုင်းပြီးတော့မျိုးစုံမြောက်ပေးနေကြပါတယ်ဟူဒီပြိသက်ကြီးကိုအာမမြောက်ပေးပါနဲ့တော့ကျွန်တော်ကဒါတကယ်ဇာလန်တစ်ခုအနေနဲ့လုပ်ခဲ့တာပါလို့နားလည်ပေးပါကုညွန်နဲ့ကျွန်တော်လည်းလည်းလုံးဝ peace အဆင်ပြေပါတယ်နော် ကျွန်တော်နားလည်ပါတယ်ချင်းချင်းရတော့လေဟိုကကျွန်တော်အထူးကတော့အဲ့လို action တစ်ခုပေါ်မှာ သူတို့အားရတယ်ဆိုတာကိုပဲကျွန်တော်ရှင်းတတ်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီဥစ္စာကဟိုကျွန်တော်အရှင်အားပေးနေကြတာလေကျွန်တော်အဲ့လိုခံစားရတော့အဲ့ဒီပုံမှာတော့ကျွန်တော်ကပီတိဖြစ်တယ်တော်တော်ပီတိဖြစ်တယ်ကျွန်တော်လူချင်းနဲ့လူတွေတိလူတွေရှိရတိတိတာကိုလူချင်းလာတယ်အဲ့လိုမျိုးအရှင်တွေကနေပြီးတော့တစင်ကျွန်တော်ရှိကိုရောက်လာတာလေကျွန်တော်သိကြတာလေ